မင်္ဂလာပါရှင်2014ခုနှစ်ဖေဖော်ဝါရီလ20ရက်ကြာတာပြင်းနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မကခင်ခင်ဤပါရှင်။ RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲနေ9:00တင်ဆက်သွားမှာပါ။ဒီအစီအစဉ်ကိုပဲနောက်တစ်နေ့မနေ့9:00ခွဲမှာတစ်ချိန်နေ့လယ်10:00နာရီမှာတစ်ချိန်ပြန်လည်ပြီးထုတ်လွှင့်ပေးနေတဲ့အကြောင်းကိုလည်းအသိပေးရပါပါတယ်။အခုတော့ဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင်။ thank you ရခိုင်ပြည်နယ်မောင်နှုံးမြို့နယ်ဒုချီရရန်ကြေးရွာမှာဖြစ်ပွားခဲ့တဲ့ဘာသာလူမျိုးပြည်ပခန့်နဲ့ပတ်သက်ပြီးအစိုးရစုံစမ်းရေးကော်မရှင်ရဲ့တမတ်တမတ်ကြားမှုအတိုင်းအတာအပေါ်အထူးစိုးရိမ်မခင်ဖြစ်မိကြောင်းမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ခွင့်ရေးဒုကိုယ်စားလှယ်မစ္စတာသောမတ်စကင်တာနာပြောလိုက်ပါတယ်။၆ရက်ကြာမြန်မာပြည်ခီးစဉ်အပြီးရန်ကုန်လိပ်စိတ်မှာမနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာမစ္စတာကင်တာနာအခုလိုပြောခဲ့တာပါ။ အကျန်းဖက်ပြိပခတွေအတွင်သိဆုံးခဲ့တာတွေလူရဲ့မိရှုခံရတာတွေအထမကြင်ကြံခံရတာတွေအပေါ်စုံစမ်းစစ်ဆေးမှုတွေဟာအခုထိတော့ကျင်းနေစရာကောင်းအောင်မရှင်းလင်းနိုင်သေးဘူးလို့မစ္စတာကင်တာနာပြောပါတယ်ဒုချီယာရန်ကြေးပါမှာဖြစ်ခဲ့တဲ့ပြိပခအတွင်အနည်းဆုံးဒေသခံ48ယောက်သေဆုံးပွဲရှိတယ်လို့ကုလသမဂ္ဂကဆိုပါတယ်မြန်မာဆိုရကတော့ဒီအချက်ကိုပြင်းပြင်းထန်ထန်ညှင်းဆိုထားပါတယ် တကယ်လို့အစိုးရစုံစမ်းရေးကော်မရှင်ရဲ့အစီရင်ခံစာဟာနိုင်ငံတကာအဆင့်မမီဘူးဆိုရင်ကုလသမဂ္ဂလူခွင့်ရေးကောင်စီနဲ့မြန်မာအစိုးရတို့ပူးပေါင်းပြီးယုံကြည်နိုင်လောက်တဲ့စုံစမ်းမှုတရက်နောက်ထပ်ပြုလုပ်ဖို့ကုလသမဂ္ဂကိုတိုက်တွန်းမဲ့အကြောင်းလဲမစ္စတာကင်တာနာပြောပါရယ်မစ္စတာကင်တာနာရဲ့တင်းစားရှင်းလင်းပွဲအကြောင်းကိုအစီအစဉ်နောက်ပိုင်းမှာထုတ်လွှင့်ပေးဖို့ရှိပါတယ်ရှင်သမရအမိန့်နဲ့ဖွဲ့စည်းတာဝန်ပေးထားတဲ့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ဒုချီရရန်ဖြစ်စဉ်စုံစမ်းရေးကော်မရှင်ဟာ မောင်နှောမြို့နယ်မှာဖေဖော်ဝါရီလ15ရက်နေ့ကနေ16ရက်နေ့အထိ9ရက်ကြာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ခဲ့ပြီးဒီကနေ့စစ်တွေးမျိုးကိုရောက်ရှိလာပါတယ်။ဒုချီယာတန်းဖြစ်စဉ်နဲ့ပတ်သက်လို့လိုအပ်တဲ့ဆာရွက်စာတမ်းတွေကိုတက်ဆိုင်ရာအဖွဲ့အစည်းတွေကနေတောင်းခံကြည့်ရှုပြီးတွေ့ဆုံမေးမြန်းဖို့လိုအပ်တယ်လို့ယူဆတဲ့သူတွေကိုလည်းမေးမြန်းခဲ့တယ်လို့စုံစမ်းရေးကော်မရှင်ရဲ့တွင်းရေးမှူးဒေါက်တာကျော်ရင်လှိုင်းကပြောပါတယ်။ ော်မရှင်အနေနဲ့ရခိုင်ပြည်နယ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့သိရပြီးအသေးစိတ်ကိုတော့ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။ပြီးခဲ့တဲ့ဇန်နဝါရီလ23ရက်နေ့ကမောင်တော်မြို့နယ်ဒုချီယာတန်းကြီးရွာမှာရဲတပ်ချက်ကြီးဥအောင်ကျော်သိန်းတည်ဆုံခဲ့တဲ့ဖြစ်ရပ်အပြင်ဇန်နဝါရီလ28ရက်နေ့ကဒုချီယာတန်းအနောက်ကျေးရွာမီးလောင်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးအဖွဲ့ဝင်စစ်တပ်ဦးပါတဲ့စုံစမ်းရေးကော်မရှင်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ6ရက်နေ့မှာသမရဦးသိန်းစိန်ကဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယရန်စုံစမ်းရေးကော်မရှင်ရဲ့တွေ့ရှိတွေ့ရှိချက်တွေကိုဒီလကုန်မှာသမရကိုအပိသက်စီရင်ခံစာတင်သွင်းရမှာဖြစ်ပါတယ်။အခုရက်ပိုင်းအတွင်းအစ္စလမ်ဘာသာဝင်တချို့ကိုစာပေဟောပြောခွင့်မရအောင်ပိတ်ပင်ခဲ့တာဟာဖွဲ့စည်းပုံခြေခံဥပဒေနဲ့ဆန့်ကျင်တဲ့လုပ်ရက်ဖြစ်တယ်လို့သမရရဲ့ပြောခွင့်ရပုဂ္ဂိုလ်ပြန်ကြားရေးဌာနဒုတိယဝန်ကြီးဦးရထွတ်ကမနေ့ကပြောလိုက်ပါတယ်။ စာရေးဆရာရှင့်နေဥကိုနီ88မျိုးဆက်ဖွဲ့ရဦးမြအေးစတဲ့မွတ်စလင်ဘာသာဝင် စာရေးဆရာတချို့ပါဝင်တဲ့စာပေဟောပြောပွဲတွေကိုတန်ခါတချို့ကဥဆောင်ပြီးလိုက်လံပိတ်ဆို့ခဲ့တဲ့အတွက်ဟောပြောပွဲစီစဉ်တဲ့သူတွေကပွဲဖြတ်သိမ်းခဲ့တာဒီစာရေးဆရာတွေကိုထုတ်ပယ်ခဲ့တာတွေနဲ့ပတ်သက်ပြီးအစိုးရအဖွဲ့ရဲ့သဘောထားကို RFA ရဆက်သွယ်မေးမြန်းရမှာဒုဝန်ကြီးဦးရထွတ်ကအခုလိုပြောကြားခဲ့တာပါဥပဒေနဲ့မညီတဲ့လူမျိုးရေးဘာသာရေးခွဲခြားမှုတွေဟောပြောခဲ့ရင်တော့ ဥပဒေအရအေးအေးယူတင်ကြောင်းဒါပေမဲ့ကြိုတင်ပိတ်ဆို့တာမျိုးကတော့မလုပ်သင့်ဘူးလို့ယူဆတဲ့အကြောင်းလဲဥယျာထွတ်ကပြောပါတယ်အခုလိုဖြစ်ရက်တွေကိုလက်ခံနိုင်စရာအကြောင်းမရှိတဲ့အတွက်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကဖြည့်ရှင်းပေးစီခြင်းတဲ့အကြောင်းနဲ့အစိုးရအဖွဲ့အနေနဲ့လည်းအခြေအနေတွေကိုစောင့်ကြည့်လေ့လာနေတယ်လို့ဥယျာထွတ်က RFA ကိုပြောကြားခဲ့ပါတယ်ရှင် မြန်မာနိုင်ငံတဝန်းကလေယာဉ်မြေတိမ်းဆဲမှုတွေနဲ့ပတ်သက်ပြီးအစိုးရအဖွဲ့အနေနဲ့အခုနှစ်စက်တင်ဘာလနောက်ဆုံးထားပြီးဖြည့်ရှင်းပေးဖို့ဒီကနေ့ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်စည်းဝေးကဆုံးဖြတ်လိုက်ပါတယ်။ RFA သတင်းတောက်ကိုကျော်စိုးဝင်းကတင်ပြထားပါတယ်ရှင်။လွှတ်တော်ကဖွဲ့စည်းထားတဲ့လေယာဉ်မြေနဲ့အခြားမြေများစုံစမ်းရေးကော်မရှင်အစီရင်ခံစာအပိုင်း1.3ပါလေယာဉ်မြေအမှုတွေနဲ့ပတ်သက်ပြီးအစိုးရဖြည့်ရှင်းဆောင်ရွက်ပေးမှုအားနည်းနေတာကြောင့်အချိန်ကာလတစ်ခုသတ်မှတ်ဖြည့်ရှင်းပေးဖို့ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်ဦးဆိုင်ထွန်းစိန်ကဒီနေ့ပြည်တော်စုလွှတ်တော်မှာအဆိုတင်သွင်းခဲ့ပါတယ်။ကော်မရှင်အဖွဲ့ဝင်ဦးဆိုင်ထွန်းစိန်ရဲ့အဆိုနဲ့ပတ်သက်ပြီးပြည်တော်စုလွှတ်တော်နာယကသူရဦးရွှေမန်းကလေယာမြေပြဿနာတွေဟာလွှတ်တော်တက်တန်းတစ်နှစ်မပြည့်ခင်ကတည်းကပေါပေါက်ခဲတာဖြစ်ပြီးကြံရှိနေသေးတဲ့လွှတ်တော်နဲ့အစိုးရတက်တန်းကာလအတွင်းမှာမဖြေရှင်းပေးနိုင်ရင်ပြည်သူတွေယုံကြည်မှုရှိတော့မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ ဒီအဆူနဲ့ဒီကိစ္စတွေကလွတ်တော်တက်တန်းတစ်နှစ်မပြည့်သေးမှာစပြီးပေါ်ခဲ့တဲ့ကိစ္စပဲ။ဟိုလွတ်တော်တက်တန်း၃နှစ်ရှိပါပြီ။နောက်၂နှစ်မကြာတော့ပါလွတ်တော်တက်တန်းကိုဒီကာလအတွင်းမှာပြည်သူအဆူကကျွန်တော်တို့ပါပါတယ်။ပြည်သူအဆူကဆိုလွတ်တော်ပြည်သူအဆူရပြည်သူအုပ်ချုပ်ရေးအုပ်ချုပ်ရေးအဖွဲ့အစည်းဟုတ်လား။ဘာပဲဖြစ်ဖြစ်ပြည်သူကိုစားပြုထားတယ်ဆိုရယ်တရားရေးအဖွဲ့အစည်းကဒီကာလအတွင်းမှာမှကျွန်တော်တို့ဒါကိုမဆောင်ရွက်ပေးနိုင်ဘူးဆိုရယ်ပြည်သူကိုလည်းဖြစ်ပါမလား။ ပြည်သူအစိုးရဖြစ်ပါတယ်။ဒါအပြင်လေယာဉ်ပြဿနာတွေကိုအစိုးရအဖွဲ့အစည်းနဲ့ဒီနှစ်စက်တင်ဘာလအကုန်နောက်ဆုံးထားပြီးဖြေရှင်းပေးဖို့လည်းတိုက်တွန်းပြောကြားခဲ့ပါတယ်။ဒီနေ့ပြည်တော်သူ့လွတ်တော်မှာပြည်ထရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက လာရောက်ရှင်းလင်းဖြေကြားခဲ့ပါတယ်။လေယာဉ်ပြဿနာတွေမှာအထောက်အထားခံလို့မှုမရှိတာတွေအပြင်ကွဲလဲချက်တွေရှိနေတာကြောင့်ပြဿနာတွေဖြေရှင်းရမှာအချိန်ကြာနေတာဖြစ်ကြောင်းပြည်ထရေးဝန်ကြီးဌာန ဘုံမှုချုပ်ကြော်ကြော်ထွန်းကတင်ပြခဲ့ပါတယ်။အချို့လေယာမီတွေကိုပြည်သူတွေစီပြန်ပေးနေပေမဲ့တောင်သူတွေလက်ထက်မရောက်ဘူးလို့ကော်မရှင်ကိုတင်ပြလာတာတွေရှိရတဲ့အတွက်အောက်ခြေမှာမမှန်မကန်ဖြစ်နေတာတွေကိုအစိုးရအဖွဲ့ကမဖြေရှင်းနိုင်ဘူးဖြစ်နေတယ်လို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ကြီးကပြောပါဗါးလေယာမီပြဿနာတစ်ခုချင်းစီကိုတေးသေးချာချာမဖြေရှင်းရင်ကောင်းမွန်တဲ့အစိုးရတန်ရှင်းတဲ့အစိုးရဖြစ်လာမှာမဟုတ်ဘူးလို့ကော်မရှင်အဖွဲ့ဝင်ဦးအောင်သိန်းကပြောပါဗါး ါကနိုင်ငံတော်သမ္မတကြီးတွေ့ကြော်နေတယ်။ဟုတ်လား။ကောင်းမွန်တန်ရှင်းတဲ့အစိုးရဖြစ်ရေးဆိုတဲ့နေရာမှာအောက်ခြေကဆောင်းချက်တွေဟာလူလူမမတွေဖြစ်နေတာကိုလူလူစုထားမယ်ဆိုရင်သူဖြစ်စေခြင်းနဲ့ပြင်ကပါမယ်။ကုတ်ကပါနေစ်ဖြစ်လာဖို့ဝင်နေသေးတယ်နော်။အောက်ခြေကလူလူမမလုပ်နေတဲ့ဟာတွေကြမှတ်ပြီးတော့ထိကြမှုတော့အဲဆောင်းဘူးလာပြီးလို့ပြောစေတယ် တက်မတော်ကတင်ထားတဲ့လေယာမြေတွေကိုပြည်ထရေးဝင်ကြီးဌာနကိုပြန်ပေးပြီးတက်ဆိုင်ရာမူလပိုင်ရှင်တွေလက်ထဲရောက်ဖို့တိုင်းဒေသကြီးနဲ့ပြည်내အစင်းစင်းကစီစစ်ပေးရမှာဖြစ်တယ်လို့တက်မတော်သားလှွတ်တော်ကိုစလဲဒုတိယဘူမှုကြီးစောရွှေကပြောပါတယ်ပြည်ထရေးဝင်ကြီးဌာနကိုပြန်ပေးတယ်ပြန်ထရေးပြည်ထရေးဝင်ကြီးဌာနရဲ့တစ်ဆင့်တက်ဆိုင်ရာတိုင်းပြည်တွေအေးဟလာခရိုင်မြို့တွေစသဖြင့်သူတို့တွေကိုဟလာစီစစ်ပြီးတော့မှပြန်ပေးနေတယ်ပြန်ပေးနေတဲ့ခါကျတော့အဓိကတော့မူလပိုင်ရှင်လက်ထက်ပြန်အောင်ပို့တယ် လေယာမြေနဲ့အခြားမြေများစုံစမ်းရေးကော်မရှင်အစီရင်ခံစာအပိုင်း1နှစ်3ပါလေယာမြေအမှု900ကျော်မှာ400ကျော်ကိုအစိုးရအနေနဲ့ဖြည့်ရှင်းပေးပြီးဖြစ်တယ်လို့ပြီးခဲ့တဲ့ဇန်နဝါရီလ22ရက်နေ့ကနိုင်ငံတော်တမရကိုယ်စားလှယ်လေယာစိုက်ပျိုးရေးနဲ့ဆက်မြောင်းဝင်ကြီးဌာနဒုတိယဝင်ကြီးဦးအောင်တန်းကပြည်ထောင်စုလွှတ်တော်မှာရှင်းလင်းပြောကြားခဲ့ပါတယ်။အဲ့ဒီဝင်ကြီးရှင်းလင်းချက်တွေဟာပြည့်စုံမှုမရှိကြောင်းနဲ့ ဒယမီအမှုတွေမှာအစီရင်ခံစားနဲ့ကွဲလွဲမှုတွေရှိနေတယ်ဆိုပြီးလွှတ်တော်ကိုယ်စားလှယ်တွေကကန့်ကွက်ခဲ့ကြပါတယ်။အစိုးရဖြည့်ရှင်းပြီးတဲ့လယမီအမှု400ကျော်ဟာလယမီအေက2300ကျော်အကျုံးဝင်တယ်လို့သိရပါတယ်။ဒီနေ့ပြည်တော်သူလွှတ်တော်ဆုံးဖြတ်ချက်အရအစိုးရအဖွဲ့ဟာလယမီပြဿနာတွေကိုဒီနှစ်စက်တင်ဘာလကုန်နောက်ဆုံးထားပြီးဖြည့်ရှင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ RFA တင်ဒေါကိုကျော်စောဝင်းတင်ပြသွားတာပါရှင်။ ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်စက်မှုဇုံ၃မှာရှိတဲ့ Master Sport Fitness ရုံကအလုပ်သမား800လောက်ဟာအလုပ်သမားခွင့်ရေးတွေအပြည့်အဝရရှိဖို့အတွက်6ရက်မြောက်နေ့အဖြစ်စက်ရုံရှိမှာဒီကနေ့ဆန္ဒပြနေကြပါတယ်။အလုပ်သမားတွေဟာနေ့တွက်လုခတွေတိုးပေးဖို့ကျန်းမာရေးမကောင်းလို့လုံမစင်းနိုင်ရင်တရက်ကို6000ဖြတ်တောက်တာတွေကိုရှော့ပေါ့ပေးဖို့ပါဝင်လုပ်ငန်းခွင်အခက်အခဲတွေကိုဖြေရှင်းပေးဖို့အတွက်အချက်ဆက်ချက်ကိုတောင်းဆိုနေကြတာပါ။အလုပ်သမား900ကျော်ရှိတဲ့ Master Sport စက်ရုံမှာ အလုသမားတွေအတွက်စေပေကန်းမရှိတဲ့အပြင်ထမင်းစားဆောင်နားနေဆောင်လည်းမရှိတဲ့အတွက်လူသွားလမ်းတစ်ဘေးမှာဖြစ်တယ်လို့စားတော့နေရတယ်လို့အလုသမားတွေကပြောပါတယ်ရှင်။လှဲကူးမျိုးနယ်မှာပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းကြေးရွာဖြတ်သိမ်းခံလိုက်ရတဲ့အတွက်စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့တမီးလေးရွာဒေသခံတွေအတွက်စားတော့စရာပစ္စည်းတွေနဲ့ငွေကြေးတွေတွားရောက်လှူဒန်းခဲ့ကြတယ်လို့သိရပါတယ်။ ဗိုလ်ကြီးဟောင်းနေမျိုးစဉ်ဥဆောင်တဲ့အဖွဲ့ကိုတင်ကျော်ဥဆောင်တဲ့ကုံစင်းနှုတ်ကြဆင်းရဲ့အဖွဲ့88ကျောင်းသားကောင်းဆောင်ဟောင်းကုံမီကုံမိုးသီးဆောင်ဥဆောင်တဲ့အဖွဲ့နဲ့ DKVA Democracy အကျိုးပြုကရင်မျိုးသားတပ်ဖွဲ့ကလှူဒန်းခဲ့ကြတာပါစုစုပေါင်း၁၈၀၀ကျော်နဲ့ကုံစင်းကုံကြောက်ကား၃စီးတိုက်စာလှူဒန်းခဲ့တယ်လို့ဗိုလ်ကြီးဟောင်းနေမျိုးစဉ်ကပြောပါတယ် DKVA အဖွဲ့ကလည်း12ဘင်းကားကြီး2စီးပါဝင်ကား5စီးနဲ့ဆန်းရိပ်ထားပစ္စည်းတွေလှူဒန်းခဲ့တယ်လို့သိရပါဗျ အဲ့ဒီဒေတာမှာသမီးလေးကျေးရွာအပြင် လက်ကြဆိုတဲ့ရွာနဲ့တခြားရွာတချို့လည်းဖျက်သိမ်းခံထားရပြီးအိုးမဲ့အိမ်မဲ့ဖြစ်နေကြတာတွေတွေ့ရတယ်လို့လည်းကိုနေမျိုးစင်ကပြောပါတယ်လောလောဆယ်မြေပြင်ပေါ်မှာဖြစ်တယ်လို့အိတ်နေရတဲ့အတွက်နေထိုင်မကောင်းတဲ့ကိုဝင်ဆောင်မိခင်တချို့အတွက်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့လည်းသိရပါတယ်ရှင်ငင်းချဲရေးအဖွဲ့အစည်းနာမည်တွေကိုအလွဲသုံးစားလုပ်ပြီးကိုကျိုးရှာစီးပွားရေးလုပ်ကိုင်သူတွေကိုအစိုးရအနေနဲ့အေးအေးယူဆောင်ရွက်ပေးဖို့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် KNU KNL ငင်းကြဲရေးကောင်စီကဒီကနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတောင်းဆိုလိုက်ပါတယ် RFA ဝိုင်းတော်သူဒေါက်ဆဆန်းတင်ကတင်ပြထားပါတယ်ရှင်ညဉ့်ညရဲ့အဖွဲ့အစည်းနာမည်တွေကိုအလွဲသုံးစားလုပ်ပြီးကိုကျိုးရှာစီးပွားရေးလုတ်ကင်သူတွေကိုအစိုးရအနေနဲ့အေးအေးယူဆောင်ရွက်ဖို့ ထိုင်းနိုင်ငံချင်းမိုင်အခြေစိုက် KNU KNLA ညညရေးကောင်စီထိပ်တန်းဗဟိုကော်မတီဝင်ဗမှုချုပ်ဒေါက်တာသမတီကဒီနေ့တောင်းဆိုလိုက်ပါတယ်။ရန်ကုန်မြို့အလုံးမြို့နယ် My Garden စာတောက်ဆိုင်မှာဒီနေ့ကျင်းပတဲ့ပြင်းစာရှင်းလင်းပွဲမှာအဲ့ဒီလိုပြောကြလိုက်တာပါ။နောက်ဒီကောင်သုံးတဲ့နာမကသမရာကြီးကကို personal နေနဲ့ခိုင်းရတယ်အဲထောက်ထားတဲ့အနေနဲ့ကားနေတယ်တော်တော်မယုံကြီးကသမရာကြီးကဒီလိုအပြစ်မျိုးပါရှိဘူးအဲ့တော့သူကသမရာနာမည်တက်တယ် ဘင်းတို့အတူတောင်းပေးတယ်ဆိုတော့ဒီကောင်လို့အခုဒီကောင်ကဘယ်နေရာမှာရောက်နေကျွန်တော်သိတယ်နော်သူဘယ်နေရာမှာရှိနေလဲဆိုတော့ကျွန်တော်သိတယ်အဲ့တော့ဒီလိုနေလေအဲ့ဒီမှာလည်းသူပြဿနာရှာနေတယ်ဒါတော့ကျွန်တော်တို့အစိုးရရေကိုလည်းကျွန်တော်တို့တိုက်တွန်းလာတယ်ဒီလူကိုအမြန်ဆုံးအရေးယူထားမှာနော်ဘာလို့လဲညာလို့လဲသူကဒီလူတိုင်းကိုကျွန်တော်မေးပြီးတော့ကြည့်ပြောလူလိုက်နော်အဲ့တော့ဒါနဲ့ကျွန်တော်ရန်ကုန်လာချင်း ကြောင်းကလည်းဒီကိစ္စလည်းပါဒါပြင်းငင်းညာရေးဟာလူလူလူလာတဲ့ကိစ္စတွေနဲ့ငင်းညာရေးကောင်စီရဲ့ကြိုးပမ်းမှုပေါ်မူတည်နေတယ်လို့လည်းပြောပါရယ်။ဒါပေမဲ့ကျွန်တော်တို့ငင်းညာရေးကောင်စီကဟိုသူများနဲ့မတူဘူးကသူကပါတယ်ဆိုပြီးကျွန်တော်တို့ကဟိုအစိုးရနဲ့ကျွန်တော်တို့စာပြီး engage ဖြစ်တဲ့ကံမှာကျွန်တော်တို့ကငင်းညာရေးကိုလာပြောဒီကနေ့ကရင်လူတွေရဲ့အလူလားဆိုတာလဲဆိုငင်းညာရေးနဲ့ပြုရှင်ရေးဒါဆုံးမဲ့နောက်လို့ကျွန်တော်တို့အခုဒီဒီ ဘီလုံးတိခါရဆဲလို့နိုင်ငံရေးလို့ဘာလို့ဆိုကြတာကျွန်တော်ကပြန်စဉ်းစားတော့ကျွန်တော်ဘာပြန်တွေ့လဲဆိုရှင်ဒါရီယာဟို long term ဖြစ်တဲ့ကိစ္စတွေဖြစ်တယ်ကျွန်တော်တို့ aim နဲ့ objective နဲ့မကပ်ဘူးဘာလို့ဆိုကျွန်တော်တို့ကညီငယ်ဒီနေ့ညဉ့်ဉန်းရေးလုပ်ငန်းတွေမှာမျိုးသားရေးကိုအခြေမခံမဲနိုင်ငံရေးကဏ္ဍအရသွားမယ်ဆိုရင်စစ်မှန်တဲ့ညဉ့်ဉန်းရေးရဖို့မဖြစ်နိုင်မဲအချိန်လဲကြံ့ကြံ့နိုင်တယ်လို့လဲပြောပါတယ် မျိုးသားရေးကဏ္ဍဆိုတာအောက်ခြေကိုရက်တက်မတူကွဲရမ်းကြတာကအမိုင်းရရှုပ်ပြေးခဲ့တဲ့ဘာတွေရက်တက်အဲ့တော့ဒီအမျိုးသားရေးကဏ္ဍကိုအောက်ခြေပြဿနာကိုမရှင်းတဲ့နဲ့နိုင်ငံရေးကဏ္ဍကိုကျွန်တော်တို့ဆက်တယ်ဆိုလို့ရှိလို့ရှိရင်တော့အတော့ပန်းနဲ့မရောက်နိုင်ဘူးတရင်းစာရှင်းလင်းပွဲမှာငင်းညာရေးဖော်ဆောင်ရေးနဲ့အပြစ်ကရစဲရေးလက်မှရေးထိုးမထိုး ငင်းညမ်းမှုတိဆောက်မှုပြီးလူလူရဲ့ဖွံ့ဖြိုးမှုအပိုင်းအကြံပြုချက်မြန်မာနိုင်ငံရဲ့ရှစ်ဆက်လုံရမယ့်ငင်းညမ်းရေးကိစ္စတွေနဲ့အောင်မြင်မှုအတွက်ရှစ်ဆက်လုံဆောင်ရမယ့်အကြံပြုချက်စတဲ့ခေါင်းစဉ်တွေကိုဆွေးနွေးခဲ့ပြီးပြည်ရင်းပြည်ပသတင်းမီဒီယာသမား90လောက်တက်ရောက်ခဲ့ပါတယ်။ RFA ဖွဲ့သူဒေါ်ဆန်းဆန်းတင်တင်ပြသွားတာပါ။မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေအတူရှင်တွဲနေထိုင်နိုင်ဖို့နဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံကပြောင်းလဲပုံကိုမြန်မာအနေနဲ့အတူယူတင်ကြောင်း KNU ကမြို့သားစီယုံတွေ့မှုဖရိုကွယ်ထူးဝင်းကအင်ဒိုနီးရှားနိုင်ငံမှာအင်္ဂါနေ့ရပြောလိုက်တဲ့အကြောင်းဂျကာတာပို့စ်သတင်းစာမှာမနေ့ကဖော်ပြထားပါတယ်။ကနေဒါအခြေစိုက် Forum of Federation အဖွဲ့အင်ဒိုနီးရှားက HVB Center အဖွဲ့နဲ့မြန်မာ Egress အဖွဲ့တို့ပူးတွဲပြီးဂျကာတာမြို့မှာပြုလုပ်တဲ့အင်ဒိုနီးရှားမြန်မာဆွေးနွေးပွဲမှာအခုလိုပြောခဲ့တာပါ။ ဘာသာတရားယဉ်ကျေးမှုပေါင်းစုံတည်ရှိနေတဲ့အင်ဒိုနီးရှားမှာ တောင်ဒီမိုဒီအင်ဒိုနီးရှားမှာတော့ဒီမိုကရေစီစနစ်ကိုအောင်မြင်အောင်ထိန်းသိမ်းထားနိုင်ရင်မိမိတို့မြန်မာနိုင်ငံအနေနဲ့ဘာကြောင့်မဆောင်ရွက်နိုင်ရမှာလဲဆိုပြီးဖရိုကွက်ထူးဝင်းကပြောပါတယ်။ဒါဟာအစိုးရရဲ့ဥဆောင်မှုနဲ့တိုင်းရင်းသားလူမျိုးစုတွေပေါ်မှာမူတည်နေတယ်လို့လည်းဖရိုကွက်ထူးဝင်းကဆိုပါတယ်။နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ဒီဆွေးနွေးပွဲကိုတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ကိုယ်စားလှယ်၄ဦးနဲ့အစိုးရဘက်ကသမရယုံဒုတိယဝန်ကြီးဦးအောင်သိန်းပါဝင်၄ဦးချက်ခိုင်ဝင်းမျိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်၅ဦးနဲ့နိုင်ငံရေးပါတီတွေကကိုယ်စားလှယ်၃ဦးတက်ရောက်ခဲ့ကြပါတယ်။ဒီဆွေးနွေးပွဲမှာအမျိုးသားပြန်လည်တင်မြင့်ရေးနဲ့စစ်တပ်ရဲ့အခမ်းကဏ္ဍအင်ဒိုနီးရှားနိုင်ငံကပြည်ပခဖြည့်ရှင်ရေးအတွေ့အကြုံဆက်တာတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ရှင်။ ီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်ပြီးတင်ဆက်ပေးမှာပါကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲနဲ့9နာရီထိညစင်ညတိုင်းထုတ်လွှင့်ပေးနေပါတယ်ဝေဖန်ကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင် ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုသတင်းပေးပို့ချက်တွေသတင်းဆောင်မတွေကိုထုတ်လွှင့်ပေးမှာပါကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးဒုကိုယ်စားလှယ်အဖြစ်6နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ Mr. Thomas Quintana ဟာအခုတစ်ခေါက်မြန်မာနိုင်ငံခီးစဉ်အတွင်းတွေ့ရှိချက်တွေနဲ့ပတ်သက်လို့မင်းညားကရန်ကုန်လေးစိတ်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သားကိုဝင်းနိုင်ကအောက်နှုတ်တင်ပြထားပါတယ်ရှင်။ မစ္စတာကန်နန်နာဟာသူ့ရဲ့6ရက်ကြာမြန်မာနိုင်ငံခီးစဉ်တွင်တွေ့ရှိချက်တွေကိုရှင်းပြတဲ့အထက်မှာတနိုင်ငံလုံးပြစ်ခတ်ရဲစဲရေးအတွက်မျှော်လင့်ချက်တွေနဲ့လက်တွေ့အခက်အခဲတွေကိုလည်းထည့်သွင်းရှင်းပြခဲ့ပါတယ်။အစိုးရနဲ့ပြစ်ခတ်ရဲစဲရေးလက်မှတ်ရေးထိုးဖို့ကြံရှိနေသေးတဲ့ KIO အဖွဲ့နဲ့ KIO ထိန်းချုပ်နယ်မြေလိုင်ဇာမှာတွေ့ဆုံဆွေးနွေးကြတာနဲ့ပတ်သက်ပြီးအခုလိုထည့်သွင်းရှင်းပြခဲ့ပါတယ်။ In Lisa I met with the KIO authorities including the chairman and the chief of staff who expressed their willingness to agree on a ceasefire but with the guarantees on political dialogue ကဲဦးအနေနဲ့နိုင်ငံရေးအတွက်ဆုံဆွေးနွေးမှုအာမခံချက်ရှိမယ်ဆိုရင်အပြစ်ခတ်ရက်စဲလိုတဲ့အကြောင်းသိရှိခဲ့ရပါတယ်တပ်တွေပြန်ဆုတ်ပေးဖို့အပါအဝင်တပ်ပိုင်းဆိုင်ရာလိုက်နာကျင့်သုံးရမယ့်စည်းကမ်းပိုင်းတွေကိုလည်းပြစ်ခတ်ရက်စဲရေးမှာထည့်သွင်းဆွေးနွေးဖို့ကိုလည်း KAO ဘက်ကလိုလားနေပါတယ်အဲ့ဒါလို့သာလိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်လူအခွင့်အရေးအခြေအနေတွေကလည်းတိုးတက်လာမယ်လို့မိမိအနေနဲ့ယူဆပါတယ် ်အချင်းပြည်နယ်မှာအစိုးရတပ်တွေရဲ့လူခွင့်ချိုးဖောက်မှုတွေကိုနေပြည်တော်မှာအစိုးရဖွဲ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးစဉ်ထည့်သွင်းဆွေးနွေးခဲ့ကြောင်းနဲ့ KIO တပ်တွေရဲ့အာမစစ်သားစုဆောင်မှုတွေကိုလည်း KIO ခေါင်းဆောင်တွေနဲ့ဆွေးနွေးခဲ့စဉ်မှာထည့်သွင်းပြောဆိုခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။တိုင်းဒေသလက်နက်ကိုင်ပွဲစည်းအားလုံးနဲ့အစိုးရအကြားတနိုင်ငံလုံးပြစ်ခတ်ရစေမျှော်လင့်ချက်နဲ့လက်တလောလိုအပ်ချက်တွေကိုတော့လူခွင့်ရဲ့ထူးကိုယ်စလဲမစ္စတာကန်တန်နာကအခုလိုရှင်းပြပါတယ်။ There is the prospect that a national ceasefire accord will be signed by April. လာမယ့်ဧပြီလတည်းလောက်တနင်္ဂနွေလုံးပြစ်ခတ်ရစေးလက်မှတ်ရေးထိုးနိုင်ဖို့လမ်းစမြင်နေရပါတယ်ပြစ်ခတ်ရစေးလက်မှတ်ရေးထိုးတဲ့လုပ်ငန်းစဉ်ဖြစ်ဖို့ကိုထောက်ခံပါတယ်လက်တလောလိုအပ်နေတာကအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားယုံကြည်မှုရှိလာဖို့ပဲဖြစ်ပါတယ်လက်ရှိအပြစ်ခတ်ရစေးလုပ်ငန်းစဉ်ရဲ့အားအနေချက်ကတော့နှစ်ဖက်တပ်တွေရဲ့အခြေအနေကိုအမြဲတမ်းစောင့်ကြည့်လေ့လာနိုင်တဲ့လုပ်ငန်းစဉ်မရှိသေးတာပဲဖြစ်ပါတယ်အစိုးရဘက်ကတပ်တွေပြန်ရုပ်သိမ်းပေးရမယ့်အစားတိုက်အင်အားတွေတိုးချဲ့ချထားတာတွေကိုကချင်နဲ့ကရင်ပြည်နယ်တွေမှာအများဆုံးတွေ့မြင်နေရပါတယ် အစိုးရက KIU နဲ့ပြစ်ခတ်ရက်စဲဖို့ကြိုးစားနေချိန်မှာတပ်မတော်က KIU တပ်စခန်းနေရာတွေတိမ့်ပိုက်ကြတာရှိတယ်လို့တပ်အင်အားတိုးချဲ့တာတွေလည်းရှိတယ်လို့သိရှိခဲ့ရပါတယ်။ဒါအပြင်မစ္စတာကန်ဒနာကအမျိုးသားပြန်လည်ရင်ကြားစီရင်နဲ့2008ဖွဲ့စည်းပုံပြင်ဆင်ရေးကိုခွဲခြားမြင်လို့မရတဲ့အကြောင်းအခုလိုပြောပါတယ်။ Constitutional reform is inseparable from the process of reform and reconciliation. Reform will need to embrace the aspiration of the ethnic communities to have a say over their own future. and benefit from their resources help with their land ဝစီပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့မျိုးသားပြန်လည်ရင်ကြားစီလုပ်ငန်းစဉ်ကိုခွဲခြားမြင်လို့မရပါဘူး။ဖွဲ့စည်းပုံပြင်ဆင်ရေးမှာထည့်သွင်းစဉ်းစားရမှာကတိုင်းရင်းသားလူမျိုးတွေအနေနဲ့သူတို့နေမြေဒေသတွေကထွက်ရှိတဲ့တန်ဇာရတွေကိုသူတို့လည်းခံစားပိုင်ခွင့်ရှိရမယ်။အဲ့ဒီအတွက်သူတို့မှလည်းပြောပိုင်ဆိုပိုင်ခွင့်ရှိရမယ်ဆိုတဲ့အချက်ကိုထည့်သွင်းစဉ်းစားဖို့လိုအပ်နေပါတယ်။ ဒါအပြင်ဖွဲ့စည်းပုံပြပြင်ပြောင်းလဲရေးမှာတက်မတော်ကိုဒီမိုကရေစီနီးလမ်းမကြဘဲပေးအပ်ထားတဲ့အာဏာတွေကိုပြန်လည်သုံးသပ်ရမှာဖြစ်သလိုလွှတ်တော်ကိုလည်းဒီမိုကရေစီနီးလမ်းကြတဲ့လွှတ်တော်အဖြစ်ပြပြင်နိုင်မှုတွေကိုပါထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်လို့ပြောခဲ့ပါတယ်။မစ္စတာကနနာဟာရခိုင်ပြည်နယ်ကလူခွင့်ရေးခြေအနေတွေကိုလေ့လာဖို့အတွက်တွားရောက်ခဲ့ပါတယ်။ရခိုင်ပြည်နယ်ဒူချီယာတန်းကြီးပါအဖြစ်ပြက်နဲ့ပတ်သက်ပြီးအခုလိုထည့်သွင်းပြောခဲ့ပါတယ်။ If the president's recently established investigation commission on Yuchi Ortan fails to carry out an investigation that meets international standards နိုင်ငံတော်သမ္မတဦးသိန်းစင်ကဖွဲ့စည်းပေးထားတဲ့ရခိုင်ပြည်နယ်ဒူချီယာတန်းကျေးရွာစုံစမ်းစစ်ဆေးကော်မရှင်နေနဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးနိုင်ငံတကာအစ်စ်မီစုံစမ်းစစ်ဆေးမှုတွေမလုပ်နိုင်ဘူးဆိုရင်တကယ်အဖြစ်မှန်ကိုဖော်ထုတ်နိုင်မဲ့စုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့ပြီးကျူးလွန်သူတွေကိုအရေးယူပေးဖို့မိမိအနေနဲ့ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီကိုတိုက်တွန်းသွားမှာဖြစ်ကြောင်းထည့်သွင်းပြောခဲ့ပါတယ်။ ဒါအပြင်ရခိုင်ပြည်နယ်ကမွတ်စလင်ဒုက္ခသည်တွေဟာစခန်းတွေတွင်းမှာပဲနေထိုင်ရပြီးတွာလာကွင့်တွေကန့်သက်ပိတ်ပင်ခံထားရဆဲဖြစ်တဲ့အတွက်သူတို့မှာရှိတဲ့ပညာရေးကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါထိခိုက်နေတဲ့အကြောင်းလဲမစ္စတာကန်ဒါနာကပြောပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်မှာရိုဝင်ဂျာတွေအပေါ်အမုန်းတရားတွေပွားစေတဲ့သွေးထိုးလွှမ်းစောမှုတွေရှိနေတဲ့အကြောင်းရခိုင်တိုင်းရင်းသားတွေရဲ့ခံစားရတဲ့အခြေအနေကိုလည်းအလေးထားမှာဖြစ်တယ်လို့ပဲတချိန်တည်းမှာလည်းတချို့နေရာတွေနဲ့တချို့နိုင်ငံရေးအဖွဲ့အစည်းတွေဟာအမုန်းတရားတွေပြန့်ပွားအောင်လှုံ့ဆော်နေတာတွေကိုတွေးရှိရတဲ့အကြောင်း နောက်ဆက်တွဲအနေနဲ့ရိန်ဂျာတွေပေါ်အကြမ်းဖက်တိုက်ခိုက်လာမှုတွေရှိလာတာဖြစ်ကြောင်းနဲ့အဲ့ဒီလိုမုံတရားတွေပြန်ပွားစေတဲ့ကိစ္စတွေဟာရခိုင်ပြည်နယ်အပြင်ဘက်ထိကူးဆက်လာနေတာကိုတွေ့ရှိရကြောင်းမစ္စတာကန်ဒနာကပြောပါတယ်။နေကုန်းချုပ်အနေနဲ့မစ္စတာကန်ဒနာကတူတောင်းယူခဲ့တဲ့6နှစ်အတွင်းမြန်မာနိုင်ငံအပြောင်းအလဲနဲ့တူလူခွင့်ရေးအခြေအနေဟာလည်းတိုးတက်မှုတွေရှိလာတဲ့အကြောင်းချီးကျူးပြောဆိုပါတယ်။ တချိန်တည်းမှာလည်းနိုင်ငံရေးအပြောင်းအလဲတွေနောက်ကျောင်းပြန်သွားဖို့ဖြစ်နိုင်ခြေနည်းတယ်လို့ပြောဆိုနေကြပေမဲ့မြမအပြောင်းအလဲဟာထိလွယ်ရှလွယ်အခြေအနေမှာပဲရှိနေသေးတဲ့အကြောင်းပြောဆိုခဲ့ပါတယ်ခင်ဗျာကိုဝင်းနိုင်တင်ပြသွားတာပါ66နှစ်မြောက်ချင်းမျိုးသားနေ့အခမ်းအနားကိုရန်ကုန်မြို့တမိုင်းလန်းဆောင်ကလှိုင်မင်္ဂလာခမ်းမမှာဒီကနေ့ကျင်းပပါတယ်ကိုနေမျိုးထွန်းကတင်ပြပေးမှာပါရှင် ီနေ့ကြာရောက်တဲ့66နှစ်မြောက်ချင်းပြည်နယ်နေအခမ်းအနားကိုလိုင်မင်္ဂလာခမ်းမမှာကျင်းပခဲ့ပြီးချင်းတိုင်းရင်သားကောင်းဆောင်တွေနဲ့ရန်ကုန်မြို့မှာနေထိုင်ကြတဲ့ချင်းတိုင်းရင်သားတထောင်ကျော်တက်ရောက်ခဲ့ပါတယ်။ချင်းမျိုးသားနဲ့ဖြစ်လာပုံအကြောင်းကိုချင်းတိုင်းရင်သားတဦးဖြစ်တဲ့ဦးမနာကေကအခုလိုရှင်းပြပါတယ်။အင်းရဆိုရခါအပိခရတဲ့တချို့ထုတ်ချပြီးတော့ဒီမိုကရေစီစနစ်နဲ့အုတ်ထုတ်တဲ့စနစ်ကိုကျင့်သုံးမယ်ဆိုပြီးတော့ခါကြတော့ဗောနော်အဲ့ဒါကိုလူသူက ဟာတောင်းဆိုရဲပွဲအဲတောင်းဆိုရဲပွဲအဲမှာအောင်မြင်ခဲ့တဲ့တော့ကျွန်တော်တို့အဲ့ဒါကိုအစွဲပြူပြီးတော့ပေါ့နော်ကျွန်တော်တို့အင်းလီကိုဆိုရဲတဲ့ပေါ့အင်းလီနယ်ချောက်ဒေါ်လာနဲ့နေဖြစ်ခဲ့တဲ့တော့ကြောင့်ပေါ့နော်အစည်းဝေးလောက်တာတော့အဲ့လိုမျိုးတောင်းဆိုတာ1948ခုနှစ်ပေါ့နော်ဒါပေမဲ့အစစဉ်ကျင်းပဖြစ်ခဲ့တာတော့1951ပေါ့ဖေဖော်လာ20ရက်နေ့ကမင်းသားမျိုးမှာစတင်ကျင်းပလို့တော့မှာဝန်ကြီးချုပ်ဦးနှုတ်ကိုယ်တိုင်တက်ရောက်ပြီပေါ့နော်ကျွန်တော်တို့ကျင်းပခဲ့ပါတယ်ဒါပေမဲ့အဲ့ရနေစတင်ကျင်းပခဲ့ပြီမှာအခြေတည်လာခဲ့တာ1948ဖြစ်တဲ့တော့ဒီကနေ့အာ20ရက်နေ့လာ2014မှာဆိုလို့ရှိရင်ကျွန်တော်တို့66နှစ်မြောက်ဖြစ်သွားပြီနော် အာနာရှင်ဥနေဝင်းလက်ထက်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတုံးကချင်းမျိုးသားနေအဖြစ်ကျင်းပခွင့်မရခဲ့ပဲချင်းပြည်နယ်နေဆိုပြီးကျင်းပခဲ့ရတယ်လို့သိရပါဗျ။မဆလာအုပ်ချုပ်တဲ့ခေတ်မှာနောက်ဒီတမလို့ဆိုတာအုပ်ချုပ်တဲ့ခေတ်မှာကျွန်တော်တို့ချင်းမျိုးသားနေဆိုတဲ့အစားချင်းပြည်နယ်နေဆိုပြီးတော့ကျင်းပဖို့ချိန်မှများစွာစိတ်တွန်းချင်း PRP ချင်းတွေးဆောင်ချင်းခံရပါတယ်။သို့တော့ကျွန်တော်တို့ကတော့ဒီပြည်နယ်နေမဟုတ်ဘူးကျွန်တော်အမျိုးသားနေဖြစ်တယ် National Day ဖြစ်တယ် State Day မဟုတ်ဘူး ဘာဖြစ်လို့လဲဆိုလို့ရှိရင် state day ဆိုတာကပြည်နယ်တစ်ခုနဲ့ပဲဆိုင်တယ်အမျိုးသားနေ့ national day ဆိုတာကဒီပြည်နယ်နဲ့မကဘူးပေါ့နော်ချင်းတွေဆိုတာကချင်းပြည်နယ်တဲမှာပဲနေထိုင်တာမဟုတ်ဘူးချင်းပြည်နယ်ပြင်ပမှာရောဘယ်နေရာမှာကပတလွားမြန်မာနိုင်ငံအနှံ့အပြားမှာနေထိုင်နေတဲ့လူဖြစ်တော့ကျွန်တော်ကဒါ national day ဆိုတဲ့အခါကျမှသူ့ရဲ့အနှစ်သာရကဆုံးနေတာပေါ့ပြည်နယ်နေ့မဟုတ်ဘူးခင်ဗျာဆိုတော့ဘာဖြစ်ပြောချိန်ကြရင်ကျွန်တော်က state day ဆိုတဲ့နေရာကနေပြီးတော့ National Day ဆိုတာဟာကျွန်တော်မူလအနှစ်သာရမပြတ်ပြန်ကျင်းပပြရတဲ့အတွက်ကျွန်တော်များရင်ဝန်တာပြုပါရပါချင်းမူတာနေ့ကျင်းပတဲ့အလိကရွယ်ချက်ကတော့ချင်းပြည်သူလူထုအားလုံးစစ်စစ်လုံးလုံးနဲ့ပါဝင်ဆင်နွှဲတဲ့နေ့ဖြစ်တယ်မိမိတို့အမျိုးကိုသတ်သဖမှာတတ်မှတ်ပြီးတော့ဒီနေ့ကိုလူမျိုးတစ်မျိုးအနေနဲ့မိမိတို့နဲ့သက်ဆိုင်တဲ့နေထူးနေမြဆိုတာကတော့အာရှိကြစမဲ့ပဲဖြစ်တယ် ချင်းသားယသားတွေကလည်းမျိုးနွယ်စုတစ်ခုဖြစ်တဲ့ပါဝင်တဲ့အခါမှာချင်းမျိုးသားနေဆိုတာကရှိကိုရှိရမယ်ဒီနေ့ဖြစ်တဲ့အတွက်ဈေးပလာခက်ချင်းပဲဖြစ်ပါလိမ့်မယ်ဒီနေ့ကြာရောက်တဲ့66နှစ်မြောက်ချင်းပြည်နယ်နဲ့အခမ်းအနားတွေကိုရန်ကုန်မြို့မှာလဲကျင်းပခဲ့ပြီးချင်းပြည်နယ်မင်းတပ်မြို့မှာကျင်းပတဲ့အခမ်းအနားကိုအစိုးရနဲ့အပြစ်ခတ်ရက်စဲထားတဲ့ချင်းမျိုးသားတပ်ဦး CNF လဲတက်ရောက်ခဲ့ပါတယ်ခင်ဗျာ။ကိုနေမျိုးထွန်းတင်ပြသွားတော့ပါရှင်။ EU ဥရောပသမဂ္ဂကမြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလူစုလူဝေးစီမံခန့်ခွဲမှုဆိုင်ရာတင်နန်းပေးနေတာနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်အမှတ်ရှိရဲတပ်ရင်းမှာဒီကနေ့မနေ့ပိုင်းကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ကိုမျိုးစောကတင်ပြပေးမှာပါရှင်။မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေရဲ့လူခွင့်ရေးလေးစားလိုက်နာမှုအားကောင်းလာဖို့နဲ့နိုင်ငံသားတိုင်းရဲ့ဒီမိုကရေစီအခွင့်အရေးကိုအတိအမှတ်ပြုနိုင်ဖို့ရည်ရွယ်ပြီး ဥရောပသမဂ္ဂအဖွဲ့ကမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကိုလူစုလူဝေးစီမံခန့်ခွဲမှုတင်နေပေးခဲ့တာဖြစ်ကြောင်းမြန်မာနိုင်ငံအခြေစိုက်ဥရောပသမဂ္ဂရုံးခွဲကထုတ်ပြန်တဲ့ကြေညာချက်မှာပြောထားပါတယ်။ လက်ဗရောင်းတောင်မိထီလာမျိုးတွေမှာဖြစ်ပွားခဲ့တဲ့ပြိပခါတွေအပြင်ဒေသတော်တော်များများမှာဖြစ်ခဲ့တဲ့ပြိပခါတွေမှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ကင်တွယ်ဖြေရှင်းမှုတွေကိုကြည့်ရင်ပြုရင်ပြောင်းလဲမှုတွေလိုအပ်နေသေးကြောင်းတတ်သိပြခဲ့တာပဲလို့လေ EU အဖွဲ့ရဲ့မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲကပြောကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်ဥရောပသမဂ္ဂအဖွဲ့ရဲ့လူစုလူဝေးစီမံခန့်ခွဲမှုတင်တဲ့တပ်ထားတဲ့ရဲတပ်ဖွဲ့ဝင်တွေက လူစုလူဝေးပြိပခဖြစ်ပေါ်တဲ့နေရာတွေမှာကင်တွင်ဖြစ်ရှင်းတဲ့ပုံစံတွေကိုလက်တွေ့သရုပ်ပြခဲ့ကြပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ပြုရင်ပြောင်းလဲရေးလုပ်ငန်းတွေမှာလူစုလူဝေးတွေကိုစနစ်တကျထိမ့်သိမ့်တက်တဲ့တင်တဲ့ဟာဘာကြောင့်အရေးကြီးသလဲဆိုတာနဲ့ပတ်သက်ပြီး EU တန်မတ်ကြီး Mr. Roland Kobia ကအခုလိုပြောခဲ့ပါတယ်။ Crowd management is a very complex, very sensitive and very difficult part လူစုလူဝေးတွေကိုစနစ်တကျကင်တွယ်ဖြည့်ရှင်းဖို့ဆိုတာရဲတပ်ဖွဲ့ဝင်တွေအတွက်အမတန်ရှုပ်ထွေးခက်ခဲပြီးအကဲဆက်လာပါတယ်။ဒီစီမံချက်ရဲ့ရည်မှန်းချက်ကရဲတပ်ဖွဲ့ဝင်တွေဂျုတ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှစ်ခုလုံးပြုပြင်ပြောင်းလဲလာဖို့ဖြစ်ပါတယ်။ဂျုတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုအနေနဲ့မတူကွဲပြားတဲ့အခြေအနေတွေမှာလူစုလူဝေးတွေကိုထိရောက်အောင်မြင်အောင်ကင်တွယ်ဖြည့်ရှင်းတဲ့နောက်ဆုံးပေါ်နည်းပညာသစ်တွေကိုတင်ကြားခဲ့ပါတယ်။ စိတ်ပန်းဆိုင်ရာအနေနဲ့ကတော့ရက်တဖွဲ့ဝင်ရဲ့စိတ်နေစိတ်ထားသဘောထားပြောင်းလဲဖို့ကိုတင်ကြားပေးခဲ့ပါတယ်။စိတ်ပန်းဆိုင်ရာပြုပြင်ပြောင်းလဲတဲ့ဆိုတဲ့နေရာမှာရက်တဖွဲ့ဝင်အနေနဲ့ပြည်သူလူထုကိုအလေးထားဖို့ကောက်ဝဲပေးဖို့ကိုအဓိကတင်ကြားပေးခဲ့ပါတယ်လို့တမ်မတ်ကြီးမစ္စတာရိုလန်ကိုဘီယာကပြောသွားခဲ့ပါတယ်။ရန်ကုန်မှာဒီမဲ့မပြီးပဲねကျွန်တော်တိုင်းနေပြီနေ14ခုနေပြီးတော့ပါဝင်ဆို15နေရမှာတနေရာနဲ့တနေရာတဘာဝချင်းမတူတဲ့အတွက်ဒါတွေကိုလည်းပဲ ာဝင်စင်းပြီးတော့ပြီးစီခြင်းလေဆိုကျွန်တော်ဝန်ကြီးအတောင်းဆိုသမတ်တိပြေဆိုတဲ့အတောင်းဆိုခဲ့ပါလေဥရောပသမဂ္ဂအနေနဲ့အခုလိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုတင်နန်းတွေပေးနေရတာဟာအစိုးရရဲ့တောင်းဆိုချက်အပြင်တရားဥပဒေစိုးမိုးရေးနဲ့တင်းငင်အေဂျင်ကြီးကော်မတီဥက္ကဋ္ဌပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါက်ဆန်းစုကြည်ရဲ့တိုက်တွန်းချက်ကြောင့်လည်းဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာအခုဆက်လက်ပြီးကချင်တိုင်းရင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပေးမှာပါ ဖေဖော်ဝါရီလ16ရက်နေ့က KIO ဗဟုထဏချုပ်လိုင်စာကိုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူခွင့်ရေးဒုကိုယ်စားလှယ်သောမတ်ကင်တာနာရောက်ရှိလာတဲ့အကြောင်းမြန်မာဘာသာစာရင်းထုတ်တင်ပြထားပါတယ်ရှင်။မိပြောင်းကမြင်နီ RFA ဂျုံဖော် TV ကဘူကရာရှ်ကမ်ဒဒိုင်ဒေပတ်အလမန်ထာမြန်မုန်ကေဆေငါယူအန်မုန်ကဒွန်ပေါင်ဖုန်ရှင်ကင်အခေါ်ခန်းတက်ဆာစလန်သောမတ်အိုဂျေကင်ဒနာကိုဖေဖော်ဝါရီရှိခရုလပညာရှင်ကိုင်အိုကင်တိုလိုက်စားတဲ့အကကြောင့်ကွမ်တူဝဲခရနမ်တေဆေငနာတန်တူနာရီ ช่วงนั้นแกโอนิงบอลโยสงครามเทแต่ป้อนจุดดูบากุนทางกำชงยันไว้อนไอกินโจ่อสลังนิเทครูเมชลวยสลังกินจานาพัโบลันี้สุนมาแต่กุนนิซีจีสลังสันองเดซอนสุนเรยามึงกันนี่ก็ชีชีตันเองมึงกันว่านะมึงกันนี่ก็อาจุยากเหรอไรใช่วันอะไรมึงซาลัมเหรอบงชุบวันอะไรงูเป็นกำตองอ่ชีตันั่นไรทีมแกโอกินจ่อกพามจเนี่ยสุยานสากรกำรวยลำ ยูเอ็นสลังวะเพสังลังตันเพสลังสันองเดซอนไปสุนตันเรีเอ๊ะที่อาจารย์กำลังว่าเมื่อเนี่ยเออรวมลั้นหนึ่งนันพังว่าก็น่าอันเดียกาซีรุนว่าลำเนี้เออองค์ท่านว่าเด่วนกาซีรุนว่าน่ะอันเดียเออมุ่งตรงนี้เพะเออคนนี้ง่ายบงการคนนั้นก็รู้ว่าลำเนี้ไปน่ะเฮียเนี่ยแต่พังรวมลั้นชาวว่ารวมลั้นเนี่ยพังมุ่งอาชีพเออหลังเทหลัง 光帮那按蒙萨帮还没当天多人呢，在那过新年年他哎，新年年把那把把瓶拿拉开，听蒙萨帮啊听多人着，也蒙不也么突然在这多人呐，就爱蓝天浪漫多人着，也蛮多人呐，这搞那上海在那上海，在俺这更没那人呢，这爱偏偏到这虽然蒙嗯不个什么木尼蒙，个刚刚回来到俺来来在做木尼蒙啊。 အစိုးရနေတာငါမျိုးမေချန်တမ်းနေတာငါမျိုးမေရေပေါ့နေအဲဒါနေနေဆိုင်ကနောက်ခတ်တဲ့ကြောင့်အဲဒီကမ္လူဟဲ့ကျင်းကျကမ္လူကမ္ကင်းမိုင်ခါကောနန်တဲ့ UN တဲ့မုံတန်ကပွားနေခနာကမ္ဒခါရိုက်ခါနန်တဲ့ချန်လုံးဂရုမြန်နီဟောခုရေကနာ UN ခုနာမုံအမျိုးရှာလန်နက်ဖိုင်ဖုံနီတဲ့နေပြည်တော်အစိုးရလပရန်ကလွိုင်းမုံစာပုံပန်ဖုံစကူချမတုတ်စပ်ရနာရေလံဖဲစလန်ကင်ဇာနာကာစတီကြောမတိုင်လမ်စုနေရီ ဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှလည်းပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်။